လောကမှာတဲ့လိန်တတ်တဲ့ပုဂ္ဂိုလ်တယောက်ဟာသူမလုတဲ့အကုသိုလ်ဆိုတာမရှိဘူးဆိုတဲ့စကားရှိတယ်။နော်။လိန်လီမှုကိုလက်ခံကျင့်သုံးနေတဲ့ပုဂ္ဂိုလ်တယောက်ဟာသူမလုနိုင်တဲ့အကုသိုလ်ဆိုတာမရှိဘူးတဲ့အကုန်လုံးနိုင်။ဒါကြောင့်မို့လို့အကုသိုလ်တွေအလုံးရဲ့ဒီအဝင်ဝဟာလိန်လယ်မှုပဲဖြစ်တယ်ပေါ့။ဘုဒ္ဓဘာသာဒါကြောင့်မို့ ကြီးလေးတဲ့အပြစ်ရှိတယ်လို့ဆိုတာလိန်လိုက်တဲ့ပုဂ္ဂိုလ်လိန်တတ်တဲ့ပုဂ္ဂိုလ်ဟာမောဟဓာမန္တမယအကုန်လောက်တတ်တယ်တဲ့သူမလောက်ဘူးဆိုတာမရှိဘူးတဲ့ဒါကြောင့်မို့လို့အဓိကအပြင်တော့လိန်လေမှုကိုရှောင်ကျင်ပြီးတော့မှန်ကန်တဲ့အပေါ်မှာယက်တီပြီးယောတာဖြောင်းမမှုဒါဟာအရေးကြီးတယ်လို့ဒီလိုဆိုတာပေါ့